င်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါမယ်ရှင်ပရမအောင်ဆုံးသတင်းနေနဲ့ပုံပြင်းမျိုးနဲ့တောင်ငယ်ရွာခြေဆိုင်ပြူစော်တီစကန်ကိုဝင်ရောက်တိုက်ခိုက်မှုပြူစော်တီကောင်းဆောင်ထေဝင်းသေးဆုံးပြီးလက်နက်ဆယ်လက်နဲ့ခေရန်များတင်းစီရရှိဆိုတဲ့သတင်းပဲဖြစ်ပါရရှင် တနင်္သာရီတိုင်းဘုတ်ပြင်းမြို့နယ်တောင်ငယ်ရွာခြေဆိုင်ပြူစော်ဒီစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာပြူကောင်းဆောင်ထေဝင်းသိဆုံးပြီးလက်နက်ဆယ်လက်နဲ့ခရမ်းများသိမ်းဆီရရှိခဲ့ကြောင်းတနင်္သာရီမြို့နယ်ပါကဖမတောင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောကြားသည်ရမန်နေဧပြီလ16ရက်နေ့နဲ့အစောပိုင်း3နာရီခန့်ကဘုတ်ပြင်းမြို့နယ်တောင်ငယ်ရွာခြေဆိုင်ရွှေခဲညိုရွာအစမ်းမဲ့စစ်တပ်လောက်ကန်ပြူစော်ဒီစကန်အားပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာပြူစော်ဒီကောင်းဆောင်ထေဝင်းသိဆုံးပြီးကျန်ပြူစော်ဒီများထွက်ပြေးသွားကြောင်းသိရှိရသည် သည်အင်အားက30ကြော်ကြော်လောက်ပဲရှိတာပြူစောတီကောင်းဆောင်တယောက်သေးတာစံနေသူတွေကလက်နက်ခဲယမ်းတွေအလုံးကိုထားခဲ့ပြီးပြေးတာ ကျွန်တော်တို့ဘက်ရဲဘော်တွေအလုံးပြန်ဆုတ်လာပြီကျွန်တော်တို့ဘက်ရဲဘော်တယောက်တော့ပေါမထိခိုက်တန်ရရတယ်မစိုးရင်ရဘူးဟုတနင်္သာရီမျိုးနယ်ပကဖမတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောကြားလေရင်းတိုက်ပွဲအတွင်းမှာစံဘက်စစ်တပ်လောက်ကန်ပြူစော်ထင်းများကင်ဆောင်သော PK မျိုးစားတနက်9လံကာပိုင်မျိုးစားတနက်တလက် M16 အမျိုးစားတနက်3လံ89မမလောင်ချအမျိုးစားတနက်တလက်40မမဘုံဒီ9လုံး16ကြီ20တောင်းကာပိုင်ကြီ9တောင်း Equipment တစုံ16ကြီပေါင်းနှစ်ခုစကားပြောဆက် က်တလုံးနဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။အဆိုပါတိုက်ခိုက်မှုကိုတနင်္လာရီမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပါကပတိုက်ခိုက်ရေးအဖွဲ့ဝင်ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တအူမစိုးရိမ်ရာတရားရရှိခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီးမြမရိုရာနှစ်တက်ကုန်နှစ်စံတရံနေ့စစ်ကောင်းစီတက်ကမိုးကုံမြို့နယ်အတွင်းသို့လေရင်ဖြင့်ဘုံချဲချဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်မြမရိုရာနှစ်တက်ကုန်နှစ်စံတရံနေ့တွင်စစ်ကောင်းစီတက်ကမိုးကုံမြို့နယ်အတွင်းသို့လေရင်ဖြင့်ဘုံချဲချသွားကြောင်းတရံနယ်လီထုတ်ပြန်ချက်နှင့်ဒေသပြည်သူများပြောဆိုကြရသည်ရှိရသည်ယနေ့နှစ်တက်ကုန်နှစ်စံတရံနေ့ဧပြီလ18ရက်နေ့နနက်10:00နာရီအချိန်တရံနယ်လီတိမ်ပိုက်ထားသောမိုးကုံမြို့အရှေ့ပိုင်းကစုပ်ချေးရွာကိုစစ်ကောင်းစီတက်ကဇက်ဖိုက်တာဖြင့်ဘုံတလုံးလာရောက်ချဲချသွားပြီးထိခိုက်မှုအခြေအနေကိုဆက်လက်တရင်ထုတ်ပြန် ြမ်းမည်ဖြစ်ကြောင်း TNL ကဆိုသည်ဘုံကျဲသောတာကမိုးကုတ်အရှေ့ပိုင်းမစိုးရင်ကြောင်းတိုင်နာပါလေးကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုပ်သွားတယ်။ ကစုပ်အနည်းကိုလည်းကျဲတယ်မစိုးရင်ကြောင်းတိုင်းနဲ့နန်းရွင်အကြားရွှေလေးပြအောက်တကြောဘက်ကိုလည်းကျဲသွားတယ်ဟုမိုးကုတ်ဒေတာကန်ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းတို့ပြောဆိုသည်စစ်ကောင်စီတပ်ကဧပြီလ၂ရက်နေ့မှဧပြီလ22ရက်နေ့အထိရပ်ပေါင်း20ကျောက်အပြည့်ခတ်ရက်ဆဲခဲ့တော့လေ TNL အုပ်ချုပ်သောမြို့နယ်များသို့စစ်ရင်ကဖြစ်တဲ့ရင်ဒိုးစစ်စင်ရင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလေကြောင်းဖြင့်ပုံကျဲခြင်းများလှုပ်ဆောင်နေကြောင်း TNL ကတရင်ထုတ်ပြန်ထားသည် ဆက်လက်ပြီးအထက်မင်းလာမြို့နယ်တွင်တင်းကြံကာလအတွင်းစစ်တပ်ကစစ်ကြောင်းထုတ်လှုပ်ရှားမှုကြောင့်တိုက်ပွဲဖြစ်ပြီးစစ်သား၁၀ဦးထပ်မင်းသေးဆုံးဆွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအထက်မင်းလာမြို့နယ်တွင်တင်းကြံကာလအတွင်းစစ်တပ်ကစစ်ကြောင်းထုတ်လှရှာမှုကြောင့်ခုခံတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးထပ်မင်းသေးဆုံးခဲ့ကြောင်းအထက်မင်းလာမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်သူပြောကြားသည် ဧပြီလ12ရက်နေ့ကတမင်လာမြို့နယ်တွင်ရှိကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ ကပ္ပစများအတွင်မှစစ်သားအင်အား80ခန်းစုဖွဲ့ကတင်းချံကာလာတွင်စစ်ကား၄စီးဖြင့်ဗရန်ကန်တို့ရှမ်းတက်နယ်ပသိမ်မုံရွာလမ်းမကြီးပေါ်စစ်ကြောင်းထုတ်လာမှုကြောင့်တော်လရင်ပူပေါင်းတပ်ဖွဲ့များကဧပြီလ14ရက်နေ့ညနေ3နာရီခန့်တွင်ခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးစစ်သား10ဦးထပ်မံတေဆုံးက30ဦးထပ်မံပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည် ဧပြီလ14ရက်နေ့3နိုင်လောက်ကထိတွေ့မှုဖြစ်တာပါရှမ်းသူအင်အားက80လောက်ကားတန်းက40ပါတိုက်ဝဲဖြစ်တာကပရန်ကန်တုံရှမ်းတန်းနဲ့ပသိမ်မုံရလမ်းမိုက်မှာပါမင်းလာမင်းတုံနယ်အတွင်းကရွာတွေကိုဝင်ရောက်စီးနေပြီးပြည်သူပိုင်းပစ္စည်းတွေကိုအကုန်ဝင်ခိုးတဲ့စစ်ကြောင်းမှာအဖို့ထန်ရွှေငွေအဝယ်အစားကအစအကုန်ယူတဲ့ မင်းလာမြို့နယ်ပသိမ်မုံရလန်းနဲ့နီးကပ်တဲ့ချန်းကုန်းရွာတို့အောက်ကန်ရွာတို့စားတဲ့အဲ့ဒီရွာတွေကပြည်သူပိုင်းပစ္စည်းတွေခိုးခံရတယ်ဟုအထက်မင်းလာမြို့နယ်ပြည်သူ့ကော်ရီတပ်ဖွဲ့မှတောင်းရင်ရှိသူကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောကြားသည်အလားတူရင်းစံဘက်စစ်တပ်စစ်ကြောင်းအခုခံတိုက်ခိုက်သည့်နေတူအစံဘက်စစ်တပ်စစ်ကြောင်းများကိုလက်ခံပူးပေါင်း၍အစံဘက်လုံရမြလုံဆောင်နေသောအထက်မင်းလာမြို့နယ်ရှမ်းတက်ကြီးတိုင်နယ်ရဲစခန်းကိုအတိပေးဟန်တာတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည် အဆိုပါတိုက်ခိုက်မှုများကိုပြည်သူ့ကာဝေးအဖွဲ့အထက်မင်းလာအရှိုချင်းကာဝေးအတွက် ACDF နဲ့ပြည်သူ့လူလည်ရေးအဖွဲ့ပြည်သူ့လူလည်ရေးတပ်မတော် PIO PIA တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လင်းတပ်ဖွဲ့ဝင်များအထူးကံရှိပြည်လေးစုခွာနိုင်ကြောင်းသိရသည် ပြည်သူများအနေဖြင့်လက်ရှိကြုံတွေ့ကန်စားနေရသောသဘာဝဘေးအန္တရာယ်ဖက်ဆစ်စတိန်မတရားသဖြင့်ဖိနှိပ်မှုများအောင်ပြည်သူလူထု၏ညံ့ညွတ်မှုအပြင်ရင်ဆိုင်ကြော်ဖြတ်ကြပါရန်နှင့်လုံခြုံရေးအသည့်တရီဖြင့်ကြိုးတင်ပြင်ဆင်ထားကြပါရန်တိုက်တွန်းလိုဆိုထားသည့်တော်လိုင်းညီနောင်မမိတ်ပြည်သူကောက်ရေးအင်အားစုများအနေဖြင့်လည်းပြည်သူတရလုံး၏ဒုက္ခဆင်းရဲဟုသည်များကိုအဆုံးထိမျှဝေခန်းစားကာကွယ်ဆောင်ရှောက်ရင်တော်လန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်လာသည်စစ်တမ်းအနေဖြင့်ကုညီကဲစေးစီမံဆောင်ရွက်မှုများအတွက်ငွေကြေး300ရန်အခက်အခဲရှိ နေတော့လေလက်နက်ကြီးများလေယာဉ်များမြေပြင်စစ်ကြောများဖြင့်များပြားလာသည့်ဆဲအုံဆဲများသုံးဆွဲကပြည်သူ၏အသက်အိုအိမ်များထိခိုက်ပျက်စီးစေလိုသည့်လုပ်ရက်ကိုစဉ်ဆက်မပြတ်ကျူးလွန်လျက်ရှိနေသည်ကိုမြန်ဝမ်းတင်နေမြင်တွေ့ကြားသိနေရကြောင်းသိပေးထားသည် အထက်မင်းလာမြို့နယ်တွင်ရှိပသိမ်မုံရွာလမ်းမေးတလျှောက်ရှိကျေးရွာများနှင့်ပြည်သူလူထုများကိုလည်းမြေပြင်စစ်ကြောင်းများဒရုန်းများဖြင့်စစ်ကြောင်းထိုးကတိုက်ခိုက်မှုများအကျဉ်းချုပ်ပြုလုပ်ခဲ့သေးပြီးရဲသူရွာသားပြည်သူလူထု၏ပိုင်ဆိုင်မှုချွေးနှံစာများကိုပါတကိုးတပြဆန်ဆန်အတမသိမ့်ပိုက်ယူဆနိုင်ပေါ်တာဆွဲကငွေကြေးဖြင့်ပြန်လည်ယူယူဆေးလုပ်ရန်များကိုစစ်ကောင်စီတပ်သားများကဇက်တိုက်လှောက်ဆောင်လျက်ရှိကြောင်းသိရသည်ရှိခုတင်ဆက်ပေးမယ့်တွင်ကတော့ စစ်မှုထမ်းမှုအတင်းအဓမ္မစူဆောင်းခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတို့ကလက်နက်ခဲယမ်းတွေတကွာအလင်းဝင်ဆိုတဲ့တွင်ပဲဖြစ်ပါရရှင်။ပုဂိုးတိုင်းကြောက်တကားမြို့နယ်မှာဧပြီလ15ရက်နေ့တင်းချန်အကြံတွေကစစ်ကောင်စီရဲ့စစ်မှုထမ်းမှုအတင်းအဓမ္မစူဆောင်းခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတို့ကလက်နက်ခဲယမ်းတွေတကွာအလင်းဝင်ရောက်လာခဲ့တယ်လို့ပုဂိုးခရိုင်အမှန်နဲ့တရင် P2 3702ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်တာပါတယ်။ကြောက်တကားမြို့နယ်ပဲနယ်ကုန်းနဲ့တန်ခွင်လမ်းမော်ရှိစစ်ကောင်စီစခန်းမှာစစ်ကောင်စီတပ်သားတွေတအူက MA1 တ လက်ခြေပေါက်လေးကို5.5စက်ကြီး96တောင်းတို့ကိုယူဆောင်လာခဲ့ပြီးဘကိုခင်အမန်နဲ့တရင်ပီ2 3702တန်းကိုအလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်အဆိုပါလင်းဝင်ရောက်လာတဲ့စကားစားတပ်သားတို့ကလက်နက်ခဲယံတွေနဲ့အတူကိုရိုင်းကိုကြထမှန်လင်းဝင်လာတဲ့အတွက်ဘေးကင်းတဲ့နေရာကိုပို့ဆောင်ကပြည်သူရင်ဝင်နဲ့ချိတ်ဆက်ပြီးလိုအပ်တာတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ဘကိုခင်အမန်နဲ့တရင်ပီ2 3702ကဆိုပါတယ် စစ်ကောင်စီမှမိမိတို့အလိုမတူပဲအရင်အတမခေါ်ဆောင်ခံခဲ့ရတဲ့သူတွေအနေနဲ့တော်လန်ရင်တရင်တပ်ဖွဲ့တွေကိုမြန်ဆုံးချိတ်ဆက်ပြီးအလင်းဝင်ကြဖို့နဲ့ကိုရင်ယုံထွက်ခြင်းနဲ့စိတ်နဲ့စွန့်လွတ်စွန်းစားရတဲ့တတိရှိဖို့ပဲလိုတယ်ဆိုတာကိုတော်လန်ရင်တပ်ဖွဲ့တွေစီမှလန်နေနေတကွနေစဉ်နဲ့အမြအလင်းဝင်နေကြတဲ့သူတွေကအကောင်းဆုံးသက်သေပြနေကြတဲ့ပြင်ကျွန်တော်တို့တရင်အနေနဲ့လည်းစစ်ကောင်စီလက်အောက်မှာဗက်ပြောင်းအလင်းဝင်လာကြမဲ့သူတွေကိုဝမ်းမြောက်ဝမ်းသာကြိုဆိုလျက်ရှိကြောင်းကိုလည်းအသေးပေးထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကလည်းကြောက်တကားမြို့နယ်ပဲနေကုံနဲ့တန်ခွင်လမ်းမရှိစစ်ကောင်စီရဲ့စစ်မှုထမ်းမှုအတင်းအဓမ္မစူးစမ်းခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေတို့က MA1 တနက်တလန်ခြေပေါက်တုံးကို5.5စစ်ကြီး105တောင်းတိုးကိုယူဆောင်လာခဲ့ပြီးပုဂိုလ်ခင်အမှန်နဲ့တရင်ပီ2 3702ထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးအင်းစင်ချင်းတောင်မှလွန်ငယ်ခွင့်ရအကျဉ်းသားများစတင်လွှတ်ဆွဲတဲ့ငုံတင်ဆက်ပေးပါဦးမယ်ရှင်။ အင်းစိန်ကျင်းသားထားမှလွန်ငင်းခွင့်ရကျင်းသားများကိုဧပြီလ18ရက်နနက်7:00နာရီခွဲခန့်တွင်စတင်လွှတ်ပေးလျက်ရှိကြောင်းသိရသည်။နစ်ဆန်တရနေတွင်အကျဉ်းသူကျင်းသား4,693ကပြည်ထောင်လွန်ငင်းတက်သားခွင့်ပေးလိုက်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအမိန့်အမှန်30မြင်းဆောင်2025ဖြင့်ထုတ်ပြန်သည်။ လူမှုရေးအငငယ်များသောအားဖြင့်၎င်းနိုင်ငံတော်တိဆောက်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်၎င်းအကျဉ်းထောင်အချုပ်ထောင်အသေးသေးတွင် ပြည်ထောင်ကြခံလျက်ရှိသောအကျဉ်းသူအကျဉ်းသား4863အားရှားဆွေးကျဉ်းုံပုံမှ401ပုံမှခွဲတဲ့အရာနောက်တစ်ချိန်ပြည်မှုထက်မှန်ကျူလွန်မှာက၎င်းပြည်ထောင်အပြင်ယခုထက်မှန်ကြခံရန်စံရှိသောပြည်ထောင်များကိုပါဆက်လက်ကြခံပါမည်ဟုသောစီကံချက်ဖြင့်ရင်းနှုတ်ကြခံရန်စံရှိသော ပြည်ထောင်များအပေါ်ရော့ပေါ်၍ပြည်ထောင်လုံငင်ခွင့်ပြုလိုက်သည်ဟုထုတ်ပြန်ထားသည်